မင်္ဂလာပါရှင်စိတ်ဖိစီးမှုတွေအတွက်စိတ်တည်ငြိမ်စေတဲ့အသက်ရှူလေးကျင့်ခန်း၄ခုနှစ်ရှစ်အသက်ရှူနည်း၄ခုနှစ်ရှစ် breathing technique ကို အခြေခံပြီးပြုလုပ်ထားတဲ့ guided meditation ဖြစ်ပါတယ်ဒီနည်းလမ်းကစိတ်တည်ငြိမ်မှုနဲ့အာယုံစူးစိုက်မှုကို အမြန်ဆုံးရရှိစေတဲ့ နီလန်းတစ်ခု ဖြစ်ပါတယ်။မင်္ဂလာပါရှင်။စိတ်ဖိစီးမှုတွေများနေတဲ့ဒီနေ့ရက်တွေမှာတိတ်ကိုစိတ်ငြိမ်းချမ်းမှုနဲ့အနားယူမှုပေးနိုင်မဲ့အသက်ရှုလေ့ကျင့်ခန်းလေးကို အတူတူလုပ်ကြည့်ရအောင်ပါ။ဒီလေ့ကျင့်ခန်းဟာတင့်ရဲ့စိုးရိမ်ပူပန်မှုတွေကိုဖြေလျှော့ပေးပြီးတင့်စိတ်ကိုတည်ငြိမ်စေပါလိမ့်မယ်။ တတောင်းတတာဖြစ်တဲ့အနေထားမှာထိုင်လိုက်ပါ သို့မဟုတ်လဲလျောင်းပြီးလဲပြုလုပ်နိုင်ပါတယ်တင်းရဲ့ခန္ဓာကိုယ်ကိုဖြေလျှော့ထားပါတင်းလက်ဖွာတွေကိုပေါင်ပေါ်မှာပက်လက်သို့မဟုတ်မှောက်ပြီးတင်ထားနိုင်ပါတယ်မျက်လုံးကိုမှိတ်လိုက်ပါ သို့မဟုတ်ကျမ်းမြင်ကိုငုံကြည့်နေနိုင်ပါတယ်အရေးကြီးဆုံးကတော့ သင်ရဲ့တတောင်းတတရှိမှုပါပဲအခုပုံမှန်အတိုင်း၃ချိန်လောက်နင်းနင်းနဲ့နက်နက်ရှိုင်းရှိုင်းရှူသွင်းရှူထုတ်လုပ်ကြည့်ရအောင်နှာခေါင်းကနေဖြည်းဖြည်းချင်းရှူသွင်းပါပြီးရင်ပါးစပ်ကနေညင်သာစွာ ရှူထုတ်လိုက်ပါတစ်ချက်ချင်းစီကိုအာယုံစိုက်ပြီးခန္ဓာကိုယ်ရဲက ကင်းမာမှုတွေရောပါသွားတာကိုခံစားကြည့်ပါကျမတို့အခု၄၇၈အသက်ရှူနေကလေးချိန်ခံကိုစတင်ပါမယ်ဒီနီးလန်းကတင်းရဲ့အာယုံကြောစနစ်ကိုချက်ချင်းတည်ငြိမ်စေပါတယ်နီးလန်းကတော့၄စက္ကန့်ရှူသွင်းပါ၇စက္ကန့်အောင်ထားပါ၈စက္ကန့်ရှူထုတ်ပါပဲဖြစ်ပါတယ်ဟေး အစင်းသင်းဖြစ်ပြီဆိုရင်စားလိုက်ရအောင်အပြင်ကိုလေးကုန်အောင်တစ်ချက်ရှူထုတ်လိုက်ပါပြီးရင်တကနေလေးထိရေတွက်ရင်နှာခေါင်းကနေလေးကို ဖြည်းဖြည်းချင်းရှူသွင်းပါရှူသွင်းမယ်1 2 3 4 5 6 7 8 9အောင်ထားပါမယ်အသက်ကိုခုနှစ်အထိရေတွက်ရင်အောင်ထားပါ1 2 3 4 5 6 7 8 အဆုတ်ထဲမှာလေပြေးဝမှုကိုခံစားကြည့်ပါရှူထုတ်ပါမယ်အခုလေကိုတိုးတိုးလေးအတန်ထွက်ပြီးပါဇက်ကနေရှေ့အထိရေတွက်ရင်းရှူထုတ်လိုက်ပါ1 2 3 4 5 6 9 ရှစ်သင်ခန္ဓာကိုယ်ရဲ့ကစိုးရိမ်မှုတွေအားလုံးလိုက်ပါသွားပြီလို့မြင်အောင်ကြည့်ပါကျမနဲ့တူတူနောက်ထပ်၅ချိန်ဆက်လုပ်သွားပါမယ်ရှုသွင်းမယ်တကနေလေးအထိရေတွက်ရင်နှာခေါင်းကနေလေးကိုဖြည်းဖြည်းချင်းရှုသွင်းပါ1 2 3 4 5 6အောင်ထားပါမယ် အသက်ကိုခုနှစ်အထိရေတွက်ရင်းအောင်ထားပါ1,2,3,4,5,6,9အစုပ်ထဲမှာလေပြေးဝမှုကိုခံစားကြည့်ပါရှူထုတ်ပါမယ်အခုလေကိုတိုးတိုးလေးအတန်ထွက်ပြီးပါဇက်ကနေရှေ့အထိရေတွက်ရင်းရှူထုတ်လိုက်ပါ1 2 3 4 5 6 တင့်ခန္ဓာကိုယ်တဲကစိုးရိမ်မှုတွေအလုံးလိုက်ပါသွားပြီလို့မြင်အောင်ကြည့်ပါကျမရဲ့အတန်နဲ့ရေတွက်တာကိုအာယုံစိုက်ပြီးလိုက်လုပ်ပေးပါနောက်တစ်ချိန်ပြုလုပ်ပါမယ်ရှုသွင်းမယ်တကနေလေးအထိရေတွက်ရင် နှာခေါင်းကနေလေးကိုဖြည်းဖြည်းချင်းရှူသွင်းပါ1 2 3 4ထားပါမယ်အသက်ကိုခုနှစ်အထိရေတွက်ရင်းအောင်ထားပါ1 2 3 4ငါ6ခုနှစ်အစုတ်ထဲမှာလေပြေးဝမှုကိုခံစားကြည့်ပါရှူထုတ်ပါမယ် ခုလေကိုတိုးတိုးလေးအတန်ထွက်ပြီးပါဇက်ကနေရှေ့အထိရေတွက်ရင်းရှူထုတ်လိုက်ပါ1,2,3,4,5,6,9,10တင်းခန္ဓာကိုယ်တွေကစိုးရိမ်မှုတွေအားလုံးလိုက်ပါသွားပြီလို့မြင်အောင်ကြည့်ပါကျမရဲ့အတန်နဲ့ရေတွက်တာကို အာယုံစိုက်ပြီးလိုက်လုပေးပါနောက်တစ်ကြိမ်ပြုလုပ်ပါမယ်ရှုသွင်းမယ်တကနေလေးအထိရေတွက်ရင်နှာခေါင်းကနေလေးကိုဖြည်းဖြည်းချင်းရှုသွင်းပါ1 2 3 4 5အောင်ထားပါမယ်အသက်ကိုခုနှစ်အထိရေတွက်ရင်အောင်ထားပါ1 2 3 4 5 6ခုနှစ်အစုတ်ထဲမှာလေပြေးဝမှုကိုခံစားကြည့်ပါရှူထုတ်ပါမယ်အခုလေကိုတိုးတိုးလေးအတန်ထွက်ပြီးပါဇက်ကနေရှေ့အထိရေတွက်ရင်းရှူထုတ်လိုက်ပါ1 2 3 4 5 6 9 8သင်္ခန္ဓာကိုယ်ထဲက စိုးရိမ်မှုတွေအားလုံးလိုက်ပါသွားပြီလို့မြင်ရောင်ကြည့်ပါကျမရဲ့အတန်နဲ့ရေတွက်တာကိုအာယုံစိုက်ပြီးလိုက်လုပ်ပေးပါနောက်တစ်ချိန်ပြုလုပ်ပါမယ်ရှုသွင်းမယ်တကနေလေးအထိရေတွက်ရင်နှာခေါင်းကနေလေးကိုဖြည်းဖြည်းချင်းရှုသွင်းပါ1 2 3 4 5 6အောင်ထားပါမယ် အသက်ကိုခုနှစ်အထိရေတွက်ရင်အောင်ထားပါ1,2,3,4,5,6,9အဆုတ်ထဲမှာလေပြေးဝမှုကိုခံစားကြည့်ပါရှူထုတ်ပါမယ်အခုလေကိုတိုးတိုးလေးအတန်ထွက်ပြီးပါဇက်ကနေရှေ့အထိရေတွက်ရင်ရှူထုတ်လိုက်ပါ1,2,3,4,5,6,9 သင်္ခန္ဓာကိုယ်တည်းကစိုးရိမ်မှုတွေအားလုံးလိုက်ပါသွားပြီလို့ညင်အောင်ကြည့်ပါကျမရဲ့အတန်နဲ့ရေတွက်တာကိုအာယုံစိုက်ပြီးလိုက်လုပ်ပေးပါခုနောက်ဆုံးတစ်ကြိမ်ပြုလုပ်ပါမယ်ရှုသွင်းမယ်တကနေလေးအထိရေတွက်ရင် နှာခေါင်းကနေလေးကို ဖြည်းဖြည်းချင်းရှူသွင်းပါ၁၂၃၄အောင့်ထားပါမယ်အသက်ကိုခုနှစ်အထိရေတွက်ရင်းအောင့်ထားပါ၁၂၃၄၅၆၇အဆုတ်ထဲမှာလေပြေးဝမှုကိုခံစားကြည့်ပါရှူထုတ်ပါမယ် ခုလေကိုတိုးတိုးလေးအတန်ထွက်ပြီးပါဇက်ကနေရှေ့အထိရေတွက်ရင်းရှူထုတ်လိုက်ပါ1,2,3,4,5,6,9,10တင်းခန္ဓာကိုယ်တွေကစိုးရိမ်မှုတွေအားလုံးလိုက်ပါသွားပြီလို့မြင်အောင်ကြည့်ပါကောင်းပါပြီအသက်ရှူလေ့ကျင့်ခန်းပြီးဆုံးပါပြီ။ အသက်ကိုပုံမှန်တိုင်းပြန်ရှူပါ။တင်ကိုယ်တိုင်းတည်ငြိမ်ပြီးအေးချမ်းသွားတာကိုခံစားကြည့်ပါ။မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပါ။ဒီနေ့တနေ့တာလုံးစိတ်တည်ငြိမ်မှုနဲ့အေးချမ်းမှုကိုဆက်လက်ထိန်းသိမ်းနိုင်ပါစေလို့ဆုတောင်းပေးပါရစေ။နောက်ထပ် guide meditation ပြည့်စက်ပြီးနားထောင်ခြင်းယင် channel ကို subscribe လုပ်ခဲ့ပါပြီးရင် video အစ်စ်တင်သမျှတွေ့ရအောင်ခေါင်းလောင်းလေးကိုနှိပ်ပြီး AAAO ကိုရွေးခဲ့ပါနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်